ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်မျိုးလွင်ပါကျွန်တော်ဒီနေ့ဖတ်ပြပေးမှာကတော့ဇာဝင်းကြီးဘာသာပြန်ထားတဲ့ဗမာဟယ်လင်စာအုပ်လေးပဲဖြစ်ပါတယ်ဒီเจ้าရလေးကိုနားမစင်ခင်ကျွန်တော်တို့ရဲ့မဟာစာပေ YouTube Channel လေးကို Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗမာဟယ်လင် အခန်းနှစ် နောက်နောက်ပြောင်ပြောင်ပျော်ပျော်ရွှင်ရွှင်နေတတ်သောတက်ကြွ၏အချို့လောက်ရများမှာစွန်စားကန်းဆန်လာသည်တခါတရံတွင်သူ့လှောက်ဆောင်မှုများသည်ကျမတင်းချင်းခံနိုင်သည့်အတိုင်းအတာထက်ကျော်လွန်လာသည်ကိုတော့ဝန်ခံရမည်ဖြစ်သည်သူကကျမနာမည်ဟဲလင်ဆိုသည်ကိုသိပါသည်တို့ရတွင်ကျမကိုသူကဖလော်ရန့်ဆိုတာခေါ်သည်နောက်တွင်အပြည့်စုံမဲမခေါ်တော့ဘဲဖလိုဟုတာခေါ်လာပြန်သည်ကျမကိုဤသို့ခေါ်ခြင်းမှာသူအနေနဲ့ကျမအလုံများကိုလေးစားဂုဏ်ပြုလိုခြင်းကြောင့်ခေါ်ဝေါ်ခြင်းဖြစ်သည်ကိုကျမနားလည်ပါသည် တို့ရတွင်မိဟိုင်တလုံးနှင့်လူသားများအားပြုစုစောင့်ရှောက်ခဲ့သောမြတ်တာရှင်ဒူနာပြုဆရာမ Florence Nightingale နှင့်မူနိုင်ရှင်လောက်အောင်မဝင်ရပါလူနာဆောင်များသို့ကျွန်မလှည့်လေကလူနာများအားစစ်ဆေးစဉ်၌ Florence Nightingale ကျုံခဲ့သော ခရီးမယာစစ်ပွဲထက်မနေ့ဟုရန်ဖန်ရန်ခါခံစားမိသည်ကိုမူဝန်ခံရမည်ဖြစ်သည်။နောက်တွင်တက်ချက်ကဖလော်ရန်ဆုကျမအားခေါ်ဝေါ်ခြင်းကိုကျမမနစ်တမ်းမှန်းသိသွားပုံရသည်။သူကကျမသည်နိုင်တင်ဂေးကိုတာမန်ငှက်ကလေးတစ်ကောင်၏အမည်ဟုသာသိရှိထားသည်ဟုထင်နေပုံရသည်။အမှန်မှာကျမသည်လူနာများနှင့်အစဉ်အမြဲလုံထွေးနေရတော့လဲသမိုင်းကြောင်းကိုမေ့တတ်သူမဟုတ်ပါ။တညတွင်အန်နီကကျမထံရောက်လာပြီးပင်မတကားပအဝင်ဝမှညည်းစံကြီးတစ်ခုကြားနေရကြောင်းခတ်တိုးတိုးလာပြောခဲ့သည်။ အခြေအနေကိုလေ့လာနိုင်ရန်ထွက်လာခဲ့တော်လဲလက်နှိပ်တံပြီးသို့မဟုတ်မီးအိမ်ကိုမှမတုံးရဲခဲ့ပေ။ညည်းတံကိုကြားနေရသည်မှန်တော်လဲမယုံရဲသဖြင့်ရုတ်တရက်မသွားဝင်ခြင်းပဲ။ညည်းတံမှာဇက်တိုက်ပေါ်ထွက်နေသဖြင့်အရဲကိုးကအနားသို့ကတ်သွားလိုက်သည့်ခါ၌အသက်ရွယ်အတန်ကြီးရင်နေသောလူတယောက်လဲကျနေသည်ကိုတွေ့ရသည်။ခံမိန်မိန်အလင်းရောင်အောက်တွင် သူ့ကိုကျမမြင်လိုက်ရာလွန်ခဲ့သောနှစ်ပေါင်းများစွာကကျမသိခဲ့ဖို့သူတို့အဖြစ်မှတ်မိလိုက်ပါသည်။ ထိုသူသည်ဈေးထဲတွင်အချုံမုံရောင်းသူတူဖြစ်ပြီးငယ်ရွယ်သေးသောကျမကသူ့ဆိုင်၏ဖောက်တဲ့တူဖြစ်ခဲ့မှုသည်သူသည်ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားပုံရတော့လဲလုံလောက်သော အလင်းရောင်မရှိသဖြင့်သူ့ဒဏ်ရာကိုကျမမမှန်းဆနိုင်သေးပေ။တစုံတစ်ယောက်ကိုအကူအညီလှမ်းသောကလူနာဆောင်တွင်သို့တဲဆောင်ခဲ့ကြပြီးသူ့ဒဏ်ရာကိုရှာဖွေစစ်ဆေးကြည့်ပါသည်။သူအခြေအနေမှာတနာစရာပင်ဖြစ်တော်သည်။ခြေထောက်တစ်ဖက်မှာကျေမွပျက်စီးနေပြီဖြစ်သည်။ကြည်ရသည်မှာဘုံစံဝင်ရောက်ခဲ့ခြင်းကြောင့်ဖြစ်မိတင်သည်။ စစ်စင်းနေစဉ်ကာလအတွင်းသူသည်အကြိမ်ပေါင်းများစွာတတိလစ်လစ်သွား၏သို့တော့သူကလေရင်များဈေးကိုပထမဆုံးအချိန်လာရောက်ပြက်ခတ်တိုက်ခိုက်ခဲ့သည်ကိုအမတ်တရပြန်လဲပြောပြနေသည်သည်သူသည်ဈေးမှတနည်းတဖုံဖြင့်သူ့ရွာရှိရာကိုစ조사ပြန်ခဲ့ရှာတော်လဲသူမိသားစုတော်၎င်းမိဆွေများတော်၎င်းတဝူးတယောက်မှမရှိတော့ပေ။ထို့ကြောင့်သူနောက်ဆုံးအားကိုးရာဖြင့်ကျမဈေးယုံသို့ရောက်ရှိလာခြင်းပင်ဖြစ်တော်သည်။ကြိုးကြေသွားသည့်သူခြေတော်ကို ကျမဆေးကြောတန့်စင်ပေးပြီးချိန်၌သူကကျမမျက်နှာကိုစူးစမ်းသည့်အကြည့်ဖြင့်ကြည့်လိုက်ပြီးအင်္ဂလိပ်စကားမပြောတတ်ပြောတတ်ဖြင့်မင်းငါ့ကိုကူညီမလားဟုမေးလာ၏ကျမကသူ့ကိုငုံကြည့်ကာကြင်ကြင်နာနာဖြင့်ကျမရှင့်ကိုစူးစမ်းပြီးကူညီပါမယ်ဒါပေမဲ့ရှင်ကအခုအယံဖျားနေသေးတယ်ကျမတို့မှာကဆရာဝန်လည်းတယောက်မှမရှိတော့ဘူးရှင့်ချင်တွေကခွန်းစိတ်ကူတာမှုခံယူဖို့လိုနေတယ်ဟုပြောကြလိုက်သည်သူ့ကိုကြည့်ရသည်မှာကျမပြောသည်ကိုတိတိကျကျနားလည်ပုံရ၏ ကျမအတတ်နိုင်ဆုံးပြုစုစောင့်ရှောက်နေသည့်နေရာ၌တည်ခြင်းတရားဆိုသည်မှာမဆန်းတော့ဟုဆိုရပေမည်။သူအားမတည်နိုင်သေးဟုအာမပင်လိုပါ။အမှန်တရားကိုဖုံးကွယ်ထားရန်လည်းမလိုဟုထင်သည်။အသက်ကြီးသူတို့ဖြစ်သည့်အပြင် အတွေ့အကြုံအရတည်ခြင်းတရားကိုသူများစွာတွေ့ကြုံခဲ့ဖို့မည်ဟုယုံကြည်ပါသည်။အကယ်၍အချိန်နေသာပေးပါကကျမသည်သူအပားတွင် နောက်ဆုံးထွက်သက်သည့်ထိုင်ကပြုစုပေးမည်ဖြစ်သည်။ ို့တော့ငင်းညူတံများအော်ဟစ်တံများကကျမတာဝန်ယူရမည်သူမှာဒုတိယသေးတာမဟုတ်ကြောင်းသတိရစေခဲ့သည် ထို့ကြောင့်အမှန်တရားကိုကျမဒုံးသိပင်သူ့ကိုပြောကြားလိုက်ရသည် ခွဲစိတ်ဆရာဝန်တယောက်ယောက်ကချစ်ချစ်တော့ကိုဖြတ်ပေးဖို့လိုလိမ့်မယ်အဲ့ဒီလိုမှမဖြတ်နိုင်ဘူးဆိုရင် ရှင်းသေးသွားလိမ့်မယ်ဒါပေမဲ့ကျမတို့မှာကလည်းခွဲစိတ်ဆရာဝန်တယောက်မှမရှိဘူးကျမကိုယ်တိုင်စူးစမ်းပြီးရှင်းချက်တော့ကိုဖြတ်မယ်ဆိုရင်လည်းရှင်းသေးသွားမှာပဲဟုပြောလိုက်ရခြင်းဖြစ်သည် ဘယေများတွန်နေသည့်သူ့မျက်နှာပေါ်တွင်ခံစားမှုကင်းမဲ့နေဟန်ဖြင့်သူကတကယ်လို့မင်းဟာမင်းဖေရဲ့သမီးသာမှန်နေဆိုရင်ငါချစ်တာကိုဖြတ်မှာဘောဟုဆိုသည်သူအပားမှာကျမထွက်လာခဲ့ပြီးတနေ့ရတွင်တယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်ငိုနေမိကျမစိတ်ကိုဆုံးဖြတ်နိုင်ရန်အတွက်ဖျားသခင်ထံတွင်စုပန်လိုက်ပါသည်နောက်ဆုံးတွင်ထိုသူအတွက်လုံးတဲ့လှုပ်ထိုက်သည့်အလုပ်ကိုကျမလုပ်ပေးတော်မူဟုဆုံးဖြတ်လိုက်ပါသည်တို့တို့လောက်ဆောင်ရ၌ဖိယသခင်ထံမှကုညီလမ်းပြမှုများကိုကျမရရှိလိမ့်မည်ဟုလည်းမျှော်လင့်ခဲ့မိ၏ ဆုံးဖြတ်ချက်ကိုကျမတယောက်တည်းသာဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။လူနာဆောင်တွင်ပြန်လည်ဝင်ရောက်ခဲ့ပြီးကျမတွေ့ကြုံနေရသည့်အခက်အခဲကိုအလိုအလျောက်ပြေပြောက်သွားစေရန်သူကွယ်လွန်ပြီးဖြစ်နေလိမ့်မည်ဟုလည်းမျှော်လင့်ခဲ့မိသည်။သို့တော့သူသည်တတိကောင်းစွာဖြင့်ပင်ကျမပြန်လာကိုမျှော်လင့်၏။လောက်ပေမာလာမင်းကလေးဟုသူကမေးလိုက်သည်။သူမေးခွန်းဆုံးတွင်ကျမကလည်းအလိုအလျောက်ခေါင်းညှိပြီးဖြစ်နေခဲ့သည်။လူနာကကျမအပေါ်တွင်ယုံကြည်မှုအပြည့်အဝရှိနေခြင်းကြောင့် ကျမမှာသူ့ယုံကြည်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်လိုရတော့မည်သာဖြစ်သည်။ခွဲစိတ်ခံတွင်သူကျမဝင်ပြီးထိုင်လိုက်ကမြင်မှုဖတ်ဖူးကြားဖူးသည့်ခြေထောက်ဖြတ်ခြင်းဆိုင်ရာကိစ္စရပ်များကိုစဉ်းစားနေမိသည်။ပြန်စဉ်းစားလိုက်ပါမှခြေထောက်ဖြတ်ခြင်းကိစ္စသည်များစွာခက်ခဲလာသည့်ကိစ္စမဟုတ်သည်ကိုတွေ့မိ၏။တို့ရတွင်စနက်တံမဖြုတ်သေးသောဘုံတလုံးကိုဖြုတ်ရ၌မဂ္ဂဇင်းတွင်ပါသောစောင်းပါတစ်ပုဒ်ကကျမအားအထောက်ကိုပြုတကယ်သူယခုခြေထောက်ဖြတ်သည့်ကိစ္စတွင်မူအထောက်ကိုပြုမိစောင်းပါတစ်ပုဒ်တလီများမရှိသည်ကိုလည်းတွေ့မိသည် ကြာကြာတွင်းနေလျင်အခြေအနေများသည်ပုံမဆိုးရွားလာနိုင်သည်ကိုလည်းသတိရမိ၏မတ်တရက်ကတက်ချက်အားခေါ်လိုက်သည်သူရောက်သည့်အခါကျမကကိုကိုကိုယုံကြည်မှုအပြည့်အဝမရှိတော့လဲကျမခြေတော့ဖြတ်တဲ့ကိစ္စလုပ်ရတော့မယ်ခွဲစိတ်ခံမှရှင်ဝင်ကူပါဟုပြောလိုက်သည်တက်ချက်သည်သူကောင်းမော်တို့အစအဦးခေါမိုးပြုတ်ကျလာသည်လားမျက်လုံးပြူးကျဲသွားပြီးကျမအားကြည့်လိုက်သည်ထို့နောက်ကျွန်တော်ဘာလို့ပေးရမလဲဆိုတာကိုသာပြောပါဖလို့ကျွန်တော်အတတ်နိုင်ဆုံးစူးစမ်းကြည့်ပါမယ်ဟုဆိုလာ၏ တို့ဖွဲ့သားများထဲတွင်မေဇင်းနှင့်ပတ်သက်၍ကြာဘူးနာဝရှိသူတဦးတယောက်ပါဝင်လေသလားဟုမေးမြန်းသောအခါသူကခေါင်းကိုတွတ်တွတ်ရမ်းလိုက်သည်ဘသူမှတော့မကြဘူးဘူးဒါပေမဲ့တင်ပေးပါကျွန်တော်တို့အများဆုံးနားလည်အောင်ကြိုးစားပါမယ်ဟုသူကဆိုပြန်သည်ကျွန်မစိတ်ကိုအသက်နိုင်ဆုံးတင်းကျဲအောင်ထင်းကရေကားလန်တော်များများစူပွက်နေအောင်ကြိုထားရန်အတန်ခက်ကြဲကြဲဖြင့်အမိန်ပေးလိုက်သည်သုံးဆွဲရမည့်ခွဲစိတ်ကိရိယာအလုံးကိုလည်းပိုးသက်ထားရန်ညွှန်ကြားလိုက်၏ ခွဲစိတ်ခမ်းတို့လူနာအားခေါ်ဆောင်လာခြင်းမပြုမီတခမ်းလုံးတန်ရှင်းရေးကိုခတ်သွက်သွက်ပြုလုပ်လိုက်ကြသည်လူနာအားဘိန်းတက်ကလက်ထိုင်ဖြင့်ခေါ်ဆောင်လာကြကခွဲစိတ်ကလေးမတို့မယူတင်လိုက်ကြ၏ဘာဝင်ကူညီကြမည်တပ်သားများအားအကယ်၍မေဇေးသည်ထိထိရောက်ရောက်အလုံးမလုံးသေးပါက လူနာသည်နာကျင်ခြင်းကြောင့်အပြည့်အထံရုန်းကန်နိုင်ကြောင်းအသိပေးလိုက်သည်ခွဲစိတ်ခမ်းပတ်လည်မှလိုက်ကများကိုဆွဲပိတ်လိုက်ကမိများကိုဖွင့်လိုက်၏ ခန်းထဲတွင်ရောက်ရှိနေသည့်လူအလုံး၌စိတ်အငြိမ်ဆုံးသောပုဂ္ဂိုလ်မှာခွဲစိတ်ကလေးမောသူရောက်ရှိနေသည့်လူနာပင်ဖြစ်သည်သူသည်အသက်အရွယ်အားဖြင့်ကြီးရနေပြီဖြစ်တော်လဲသတ္တိရှိခြင်းသူ့အသက်ကိုဂျမအပါဝင်လူသက်ရန်လေ့ကျင့်သင်ကြားပေးထားသောစစ်သားများလက်သို့ရုံုံကြီးကြီးအနန္တဉာဏ်တို့ကြောင့်တည်ငြိမ်လျက်ရှိသည်တကယ်ဆိုရင်သူခြေတော်တစ်ဖက်အားဖြတ်တောက်တော်မြေသူနာပြုဆရာမသည်လက်ရှိခြေနေတွင်ဈေးထုအပ်ကိုပင်တည်ငြိမ်အောင်မထိန်နိုင်သည့်အခြေအနေရှိနေသည်ကိုသူမသိဟုထင်ပါသည် အရက်ပြန်ဖြင့်သူ့ချစ်တော်တစ်ခုလုံးကိုစေးကြောတက်ဆင်လိုက်ပြီးလူနာအားဖော်မင်းစေးတစ်ချောင်းထိုးပေးလိုက်သည်ဒိုခေကာလာကသုံးဆွဲခဲ့ကြသည့်ခေဦးမေစေးဖြစ်သောကလိုရိုဖောင်းမေစေးပေးသည့်ကရိယာကိုသုံးဆွဲနိုင်ရန်စစ်သားတို့လက်သို့လှမ်းပေးလိုက်သည်မြေသို့သုံးဆွဲရမည်ကိုပြောပြလိုက်သည်ထို့အပြင်ဘလုံးနီးနဲ့မှခွဲစိတ်မှုမပြေခင်သူသတိပြန်လည်မလာစေနဲ့ဟုလည်းတတိပေးလိုက်ရသည်မျက်နှာဖြူဖက်ဖြူရော်နှင့်တုံလုံးချောက်ချားနေပုံရသောလူငယ်များကို အခုလုံမဲ့ခွဲစိတ်မှုကရှင်တို့အတွက်စိတ်လွှရှားစရာဖြစ်နိုင်တယ်။အဲ့ဒီတော့ကျမရှင်မှာရှင်တို့တယောက်မှသတိလစ်လဲကျသွားတာမျိုးမဖြစ်အောင်ကြိုးစားပါဟုလည်းသတိပေးလိုက်ရသည်။လူတယောက်သတိလစ်လဲကျသွားမည်ကိုကျမအလွန်စိုးရိမ်မိပါသည်။ကျမတို့အားလုံးမျက်နှာဖုံးများတက်ဆင်လိုက်ကြသည်။ချက်တော့ရမည်နေရာကိုတိကျစေရန်အတွက်အမတ်တားပြုလုပ်လိုက်သည်။ဘုဒ္ဓထာသည့်ကိရိယာများတွေကဓာတ်တစ်ချောင်းပေးရန်စိတ်သားတူအားလှမ်းတောင်းလိုက်၏။ကျမရင်ထွေး၌မူ ဘုရားသခင်အားတာတာရှိခိုးကဘုရားစာကိုလည်းနှုတ်ခမ်းတလုံးလုံးဖြင့်ရွတ်ဆိုနေမိသည် လူနာရဲ့အသားထဲသို့ဓားဆိုင်ကခြေထောက်ကိုစတင်ဖြတ်တောက်နေရင်မေဇေးကင်ထားသောစစ်သားငယ်ကိုလှမ်းကြည့်လိုက်ရာ သူသည်သူ့ကိုယ်သူပင်အနိုင်နိုင်ထိန်းနေရရှာသည်ကိုမြင်လိုက်ရ၏သူတာဝန်ကိုသူချေပေါ်အောင်လှောက်ဆောင်နိုင်ခဲ့သည်သူ့လက်များကမေဇေးထုတ်ပေးနေသောဘောလုံးကိုစည်းကြံမှန်မှန်နှိပ်ပေးနေသည်အသားများကိုလှည့်ပြသည့်ချိန်တွင်လွှာတစ်ချောင်းပေးရန်ပစ္စည်းများကင်ထားသောစစ်သားအားလမ်းတောင်းလိုက်သည် အယိုးများကိုလှပြင်ဖြတ်ရသည်မှာကျွန်မမျှော်လင့်ထားသည့်ထက်ခက်ခဲနေသည်ကိုတွေ့ရ၏ထိုစဉ်တွင်ကျွန်မလက်ပေါ်သို့လက်တစ်ချောင်းရောက်ရှိလာပြီးကျွန်မအားကူညီပေးနေသည်ကိုသတိထားလိုက်မိသည်တက်ချက်သည့်အခက်ခဲတွေ့နေသောကျွန်မကိုကူညီကဖြတ်တောက်ပေးနေခြင်းပင်ဖြစ်တော်သည်သူတို့အားလုံး၏နဖူးပြင်များတွင်ချွေးသည်ချွေးပေါက်များထွက်နေသည်ကိုကျွန်မသတိထားမိသည်သူတို့သည်တစ်ချိန်တစ်ခါမျှမကြုံမှုသောအလုပ်တစ်ခုကိုခက်ခက်ခဲခဲစူးစမ်းကဝိုင်းဝန်းလှုပ်ဆောင်ပေးနေကြခြင်းပဲဖြစ်သည် လူတရားရဲ့အသက်သည်သူတို့လက်တွင်ရှိနေကြောင်းသိရှိထားကြသဖြင့်သူတို့အသွင်းစိတ်များကအာမန်ရှိနေခြင်းလည်းဖြစ်နိုင်ပါသည်။အယိုးကိုကျမအောင်မြင်စွာဖျက်တော်ပြေးခြင်းတွင်ပြုတ်ကျလာမည်ခြေတော်အားခံယူနိုင်မည်ဘုံတစ်ခုကိုတောင်းလိုက်သည်။ကျမတို့ခွဲစိတ်မှုအောင်မြင်ခဲ့ပါပြီ။ တကယ်ဆိုရင်ကျမဒီရက်ပေါင်းများစွာ အစာရေစာဝါဝလင်လင်စားသုံးခြင်းမပြုခဲ့ရသဖြင့်အာရင်ကုန်ခန်းနေပြီလည်းဖြစ်သည်ယခုလိုချင်းနေမျိုးတွင် အကြီးစားခွဲစိတ်ကုသမှုမျိုးလောက်ဆောင်ရမသင့်သည်ကိုလည်းနားလည်ခဲ့ပါသည်တို့ရတွင်ရင်ဆိုင်ရသည့်အချိန်ဤကျမမှာမလွဲတာမရှောင်တာပဲလောက်ဆောင်လိုက်ရပြီဖြစ်၏ဖြတ်တောက်ခြင်းအမှုကိုပြုလုပ်ပြီးသည့်နောက် ဈေးထက်စီးနှောင်ပေးရန်လှောက်ဆောင်ရပြီဦးမြင်တက်ချက်သည်ယခုကဲ့သို့အကြီးစားခွဲစိတ်မှုမျိုးကိုမကြုံဘူးခဲ့တော့လေကျမအားအပြည့်အဝကူညီလျက်ရှိသည်အခြားစစ်သားများမှမူနေရများ၌တတိလေးလျက်ရှိနေကြပြီကျမသူ့ကိုလှောက်ကိုင်းလိုက်သည်ရှင်အိတ်နေလားသူ့ကိုသူ့ကလေးရောက်အောင်ပြန်ပို့ဖို့လှောက်ကြပါအောင်ဟုပြောလိုက်သူကကျွန်တော်ဆင့်မြေပြင်မှာလူတွေတက်ခဲ့မှုပါလေ ဒါပေမဲ့ဒီလိုအတွေ့အကြုံမျိုးတစ်ခါမှမတွေ့ဘူးဘူးဟုကျမအားဆိုလာသည်။ကျမကလူနာ၏သွေးခုန်လုံးကိုတိုင်းကြည့်လိုက်သည်။လူနာမှာလုံးဝအချင်းနေကောင်းသည်မဟုတ်တော့လဲအသက်ရှင်နိုင်အောင်မည်ကိုသိလိုက်ပါသည်။အသက်ရှင်နေသည်များကာလပတ်လုံးမျောလင့်ချက်ဆိုသည်မှလည်းရှိနေနိုင်သည်သည်။ဘိန်းတက်ကလထိုင်မော်တို့တင်ကလူနာအားသူကရင်ရှိရာသို့တည်ဆောင်သွားကြပြီးကရင်မော်တို့ညင်သာစွာပြောင်းပင်လိုက်ကြ၏။စစ်သားတအူးကအငွေတထောင်ထောင်ရှိသည့်လက်ဖက်ရည်သုံးကွက်ကိုယူဆောင်လာကဆီယမား ဆရာမကတော့ဒီအခြေအနေမှာဘလို့ဟာမျိုးပဲဖြစ်ဖြစ်ကုသပေးနိုင်မဲ့သူလို့ထင်တယ်။အမောပြေတောက်လိုက်ပါအောင်ဟုဆိုသည်။ကျမယူတောက်လိုက်ပြီးလူနာကရင်ဘေးကကျမ်းပေါ်တွင်လှဲချကနှစ်နှစ်ချိုက်ချိုက်ပင်အိမ်မောကျသွားခဲ့ပါတော့သည်။ကျမမိမြအိမ်မောကျသွားသည်ကိုမမှန်းဆနိုင်ခဲ့ပေ။ကရင်ပေါ်မှလူနာလှုပ်ရှားမှုကိုကြားလိုက်မှနိုးလာခဲ့သည်။လူနာသည်မရှိတော့သည့်ခြေထောက်နေရာကိုစူးစားကစမ်းသပ်လျက်ရှိ၏။မရှိတော့သည်ကိုတည်သွားသည့်အခါသူသည်တုံးလို့သွားခြင်းမရှိဘဲကျမကိုလှမ်းကြည့်ပြီး ျွန်တော်ကဘုရားသခင်ထံမှာတိုင်တဲခဲ့တယ်။ဆရာမဟာကျွန်တော်ဝေဒနာကိုကုသပေးနိုင်မဲ့သူ ဖြစ်ပါစေလို့ဆုတောင်းခဲ့တာ။ကျွန်တော်အသက်ရှင်နေသေးတယ်။အခုတော့ကျွန်တော်မသေးတော့ဘူးဆိုတာတေချာသွားပြီဟုပဲဆိုနေသေးသည်။သူခြေတော်တစ်ဖက်ကိုကျွန်မဖြတ်ခဲ့တော့လဲသူ့အမိကိုပဲမသိခဲ့ပေ။ထို့သောအမိမသိတော့လဲကျွန်မလှုပ်ဆောင်ရမည့်အလုပ်ကိုအောင်မြင်စွာလှုပ်ဆောင်ပေးနိုင်ခဲ့သည်။အမိတည်ခြင်းမတည်ခြင်းကဘာတစ်ခုမှထူးခြားလာမည်မဟုတ်ပေ။ သူယုံကြည်သည့်အတိုင်းတခါမှမလုပ်ဘူးသည့်အလုပ်တစ်ခုကိုကျမအောင်မြင်စွာလှုပ်ဆောင်ခဲ့ပြီ။ gain ကျမလှုပ်เสียအလုပ်တွေရှိသေးတယ်။ဒီမှာရက်ပြီးစကားပြောနေလို့မဖြစ်သေးဘူးဆိုကတက်ချက်နဲ့ခွဲကန်အတွင်း၌ဝင်ရောက်ကူညီခဲ့ကြသောသူ့တပ်သားများကိုကျမတို့ဖျက်ခဲ့သည့်လူနာ၏ခြေထောက်ကိုဈေးရုံအပြင်တနေရာသို့ယူဆောင်သွားပြီးမီးရှို့လိုက်ရန်ညွှန်ကြားလိုက်ရ၏။သူညာကကျမအခန်းတွင်း၌ထိုင်ရင်သူတို့၆ယောက်လုံးအားလိုက်လိုက်လဲလဲကျေးဇူးတင်နေမိသည်သူတို့သည်ကဘာတချမ်းကိုတိမ့်ပိုက်နိုင်အောင် ဂျိုဗန်တိုက်ခတ်ခဲ့ကြဘူးသူများဖြစ်သည်ယခုဂျမထန်တို့ရောက်ရှိလာခြင်းတွင် သူတို့မလောက်ကင်မှုသည့်အလောက်တော်ဝန်ကိုခြေပွန်စွာလှုပ်ဆောင်နိုင်ခဲ့ကြပြန်ပြီသူတို့အားကျေးဇူးတုံ့ပြန်သောအပြင်ပြန်လည်ပေးအပ်နိုင်မည့်ပစ္စည်းတစ်စုံတစ်ရာများလည်းဂျမချန်တွင်မရှိပါနောက်အပြင်ကျေးဇူးတင်စကားသာလျှင်ဆုံးနိုင်မည်ဖြစ်ပါသည်ဂျမခေါင်းထဲတွင်ရုတ်တရက်သတိရမိလာသည်ယခုအချိန်ထိလက်ဆုပ်စာများသောလူတို့ချို့သည်ကလတ်တို့သွားကဒူလောင်တင်းစီထားသော အရက်သေးစာတို့ကိုမမတ်မောမောတောက်စားနေကြဆဲဖြစ်၏ သူတို့ဘားကြောင့်များရေပေါ်စီဘဝကိုယခုအချိန်အထိမမောတွေ့တာနေရသည်ဆိုသည်ကိုအဖြစ်ထုတ်ရမရပါထို့သူတို့သည်ကျမထံသို့ရောက်ရှိနေသောစစ်သားများကဲ့သို့အကူအညီပေးရန်အိမ်မက်များပဲမမတ်ကြသူများဖြစ်၏တကယ်ဆိုရင်ထို့သူတို့သည်အကူအညီကောင်းကောင်းပေးနိုင်သူများပဲဖြစ်ပါသည်သူတို့ကိမဲ့က၆တွေ့နေသောလမ်းများပေါ်မှတဆင့်ကလက်တို့ကျမရှောက်လာခဲ့သည်။ဘာကန်ဤတကားဝတို့ကျမရောက်သွားခဲ့သည်။လူအချို့ကလက်ထိုင်များတွင်ထိုင်ကတောက်စားနေကြသည်။ သူတို့သည်ပျက်စီးသွားသောဘဝများကိုတန်းတာကပြောဆိုညှင်းညူနေကြသည် ကလဲ၏ကောမဒီဝင်တဦးကိုကျမရှာဖွေလိုက်ပြီးဈေးရုံတွင်လှူအားပေးများဖြင့်ရောက်ရှိနေသည့်စစ်သား6ဦးအတွက်ဘီယာများအလို့ရှိကြောင်းပြောကြားလိုက်သည်သူတို့ဆောင်ရွက်ပေးသည့်များကိုအချင်းချင်းအားဖြင့်လည်းရှင်းလင်းပြောကြားလိုက်၏ကျမပြောစကားများကိုကြားပြီးနောက်သူကအားတုံအားနာမျက်နှာဖြင့်မော့ကြည့်ကမစ္စစ်ဟဲလင်ပြောသလိုလှုပ်မပေးနိုင်တာစိတ်မကောင်းပါဘူးဒီကလက်ကအရာရှိတွေအတွက်သာဖွင့်ထားတာဖြစ်လို့ပါပဲဟုဆို၏ သူစကားဆုံးသည့်အခါကျမအတွက်ဧကန်ထားသည့်ဖြော်ရီကိုပင်တုတ်ထီခြင်းမပြုတော့သည့်အပြင် စကားသလုံးများမဆိုဘဲကလက်ထဲမှတစ်ချိန်တို့ထွက်လာခဲ့၏ထိုညမှာပင်ကျမရဲဘော်တို့ကိုကျမနှင့်အတူမြို့ဝတ်မစ်ရှင်တစ်ခု၌ပူးပေါင်းပါဝင်ကြရန်ဖိတ်ခေါ်လိုက်သည်တို့မရှင်ကြောင့်ရဲဘော်တို့ပြောကြလိမ့်မည်ဟုထင်ကြောင်းလည်းပြောပြခဲ့သည်။သူတို့အားလူနာအတွက်အသုံးပြုသည့်တံပြူရေချိုးကန်တချို့ကိုယူဆောင်လာစေခဲ့ပြီးမောင်မောင်မဲမဲလမ်းများမှတဆင့်ကလက်ရှိရာသို့ဦးတည်လာခဲ့ကြသည်။ ျမရင်တွင်ထဲ၌ကြံစီထားသောအကြံစီကိုသူတို့အားလုံးဝပြောပြခြင်းမပြုခဲ့ပေ။အဘယ်ကြောင့်ဆိုသောထိုကာလ၌အယက်သားများလိုက်နာရမည့်ဥပဒေတို့မှာတပ်ဝင်ခြင်းမရှိတော့သဖြင့်ကျမလှုပ်ဆောင်မည့်ကိစ္စမှာလည်းဥပဒေအားချိုးဖောက်သည့်ကိစ္စဟုမဆိုနိုင်တော့ပေ။သူတို့အနေနဲ့ဘာလို့မည်ဆိုသည်ကိုမသိလေကောင်းလေပင်ဖြစ်သည်။သူတို့အားကျမအတုံးချခြင်းဖြစ်တော်လဲမကောင်းမှုအတွက်အတုံးချခြင်းမဟုတ်သည်ကိုယုံကြည်ပါသည်။ မာမြာမားလေမလားဟုသည်အတွင်းဝင်လာသည့်ခါတွင်မူကျမရှင်တို့သည်တဒိဒိခုံလာပြန်သည်သို့တော့ကျမလုံးမိကိစ္စသည်မတရားမှုမဟုတ်ချုံပြိန်သောလက်စားချေမှုတတ်တတ်တာဖြစ်သည်ဟုလည်းခံယူမိပါသည်ကလဲ၏အနေထားကိုကျမရန်တာတွင်ထိုင်ကတံမြာ၏အေးအေးကလေးတောက်တတ်သည့်အရွယ်မှဆကတည်ထားသည့်ဖြစ်၍မျက်စိနှစ်ဖက်ကိုပိတ်ထားသည့်တရားမြည်သည့်နေရာသို့သွားလျက်မရှိမည်ဆိုသည်ကိုသိနေ၏ကျမလက်ထဲတွင်ဓာတ်တလက်ပါလာသည်ထိုသားဖြင့်ကလဲ၏တကားကိုခတ်ထားသောတော့ကလောက်အားအလွယ်တကူထိုးဖွင့်လိုက်နိုင်သည် အရာရှိများသာတောက်သုံးရန်ဖြစ်သည်ဟုကော်မတီဝင်ပြောခဲ့သောစားကောင်တောက်ဖွဲ့ရာတို့မှကျမတို့ရှေ့တွင်ပြန့်ကျဲနေသည်။ဘီယာများအရက်မျိုးစုံ၊ဇင်ကံပစ္စည်းမျိုးစုံတို့တွင်အင်သာသုံးဆက်ကူများပင်ပါလိုက်သည်သည်။ပါလာသည့်စစ်သားများအားပစ္စည်းအလုံးကိုရေချိုးကံများတွင်တင်းကျုံထည့်ရန်လေတံဖြင့်ကျမကညွှန်ကြားလိုက်ပါသည်။သူတို့တင်းကျုံထည့်နေကြသည်ကိုကြည့်ပြီးပီတိဖြစ်မိပါသည်။စစ်သားတို့ကဝီစကီတစ်သစ်သာကိုမှလာသည်။ ထိုသည့်သာမှာကလပ်အတွက်မဟုတ်ဘဲကောမဒီတွင်းရေးမှုအားလက်ဆောင်ဖြစ်ပေးပို့ထားသည်ကိုတွေ့ရသည်။ကျမတို့နိုင်သမျှပစ္စည်းများတည်ယူထည့်ပြီးချိန်တွင်ဈေးရုံသို့ပြန်လည်တည်ဆောင်လာခဲ့ကြသည်။အကယ်၍လမ်းတွင်တစုံတစ်ယောက်ကကျမတို့အားတွေ့သည်ဆိုပါကထိုသူသည်မယုံနိုင်လောက်အောင်ပင်ဖြစ်သွားမည်မှသိကြလာပါသည်။ တောင်ကြီးမြို့တွင်မကြသေးမီရပ်ပိုင်းကယခုကဲ့သို့ပစ္စည်းများနှင့်လူဒန်းကြီးထွက်ခွာနေကြသည်ကိုတောင်ကြီးသူတောင်ကြီးသားတို့တွေ့ခဲ့မြင်ခဲ့မှုကြပါသည်။ယခုအခါတွင်မူလမ်းများပေါ်၌အမိုက်တရိုက်များသာရှိနေသည့်ကာလဖြစ်သဖြင့်ယခုကဲ့သို့အဖိုးတန်ပစ္စည်းများနှင့်ကျမတို့လူအုပ်ကိုတွေ့လိုက်ပြီဆိုလျင်မြည်သူများမအံ့ဩဘဲနေနိုင်မည်ဟုမထင်ပါ။စစ်သားများကပျက်စီးများနဲ့မောက်ရှံနေသော ရေချိုးကံများကိုထမ်းပိုးတည်ဆောင်လာကြသည်မှာညီသူများမြင်ဘူးသည့်မြင်ကွင်းမဖြစ်နိုင်ပေ ဈေးရုံသို့ပြန်လည်ရောက်ရှိကြပြီးချိန်တွင်သူတို့၆ဦးအားကျမတို့နေထိုင်ရာဝန်ထမ်းအိမ်ယာသို့ဖိတ်ခေါ်လိုက်ပြီးသူတို့အလွန်ကြိုက်သောဝီစကီ၊ဂျင်၊ဘီယာတို့ဖြင့်ဧည့်ခံလိုက်ပါသည်။သူတို့အားလုံး၏မျက်နှာများမယုံနိုင်စိတ်ဖြင့်ဝန်းပါသွားကြသည်။စိတ်တိုင်းကျအရက်တောက်ကြပြီးနောက်အိပ်ပျော်သွားကြရာထိုညမှာသူတို့အတွက်အိမ်မက်လှလှမက်သည့်ညတညပင်ဖြစ်မည်ထင်ပါသည်။ နောက်တစ်နေ့တွင်ကျမကကျန်းသည့်ပစ္စည်းများမှာဘီယာနှင့်အရက်တို့ကိုနေ့စဉ်ထုတ်ပေးမည်ဖြစ်ကြောင်းသို့တော်သူတို့အနေနဲ့တိုးတိုးတိတ်တိတ်အကန့်အသတ်ဖြင့်တာသုံးကြရန်ပြောကြားခဲ့သည်။ကျမတို့တည်ဆောင်လာခဲ့သည့်ကျန်းပစ္စည်းများကိုဝန်ထမ်းများစွန့်ခွာသွားပြီးဖြစ်သည့်အင်ယာများ၌တိုးဝက်သိမ်းဆည်းထားခဲ့ကြသည်။ကလပ်ကိုဝင်ရောက်ဖောက်ထွင်းခဲ့သောကျမတို့လောက်ရက်နှင့်ပတ်သက်၍မြေသူများသိသွားကြပြီဆိုသည်ကိုလည်းကျမစိတ်ဝင်စားနေမိသည်။